မင်္ဂလာပါမျိုးတွေကျွန်မမဟုတ်တို့မှာသေးပါရှင်ဒီနေ့နောက်25ခုနဲ့မလာ1ရက်နေ့ဖြစ်ပါတယ်အိမ်ပြန်မဲ့လာအေးရတိုင်းဆိုပြီးတော့ရာသပံကြောင်းသားဦးကြီးမင်းကိုနိုင်ကကြွကြော်ခဲ့တာရှိတာပေါ့နော်ဆိုတော့လည်းဒီမှာရောက်ဒီအတိုင်းမှာတချို့သောဒီနေရာတွေမှာအာထိတွေ့တဲ့ပေါ်တွေဖြစ်ပါလေရှိတယ်မနေ့က DVB မှာဆိုလို့ရှိရင်တော့အေးရတိုင်းတာပေါင်းပါတဲ့အာအရက်ကတတော်အေးပူပေါင်းတက်ဖွဲ့တွေနဲ့မြန်မာစစ်တပ်နဲ့ဂျာမန်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားလေရှိတယ်ဆိုပြီးတော့အော်တိုက်ပွဲတော်တော်ပြင်းထန်နေတယ်ဆိုတဲ့အကြောင်းကိုပြောသွားတယ် ဆိုတော့ဂါကြီးရောက်ပြီးမှပထမဆုံးခင်ဗျားတို့ရွှေတောင်ရံမျိုးတစ်ဆိုပြီးတော့အဲတိုက်ပွဲဖော်ဆောင်တယ်အဲအဲ့ဒီမှာမကြီးစင်ခြေဝါနဲ့ဘုံမီခြေဝါပထမဆုံးကတော့မကြီးမကြီးစင်ခြေဝါကိုအေအေအတိုက်ခိုက်သိမ်းပိုင်းလိုက်ပြီးဘုံမီခြေဝါကိုအေအေကတိုက်ခိုက်သိမ်းပိုင်းလိုက်ပြီးလို့ပြောတယ်အဲ့ဒီနောက်မှာဒီချမ်းမက်ပွဲတွေကိုအားပေးထောက်ခံတဲ့လူတွေကအားရပျော်ရွှင်ဝမ်းသာခဲ့ကြတယ်ဒါပေမဲ့လက်ရှိအခုလက်ရှိအနေထားမှာတော့ဒီဘုံမီခြေဝါလေးဒီစစ်တမ်းကြောင့် ကျေးမပျက်စီးသွားရတယ်လို့ဒီဘောမီဒီရဲ့ကျေးဝါမှာရှိတဲ့မကြီးတင်ကျေးဝါမှာရှိတဲ့ဒေသခံပြည်သူတွေကလည်းစစ်ရဒုက္ခကိုပဲအလူလဲခံလိုက်ရတယ်။ဒါပေမဲ့ဒီနောက်ဆက်တွဲစစ်ကြောင်ပြည်တည်ကျေးပျက်စီးသွားရတာလေစစ်ကြောင်ဒုက္ခချင်းငယ်ရောက်သွားရတယ်ဒီကြတော့ဖုံးကွယ်ထားကြတယ်။နောက်ဆိုတော့အိမ်ပြန်မဲ့လိုက် AR တိုင်းဆိုတော့ခမရတို့ပြမအောင်ပြောတာကမုံရွာမှာပြန်ဆုံးမယ်။နော်2021တဲ့ကခမရတို့စားခဲ့တယ်မုံရွာမှာပြန်ဆုံးမယ်။ အဲ2023မှာခင်ဗျားတို့ပြောတယ်စာခဏီကုံ23ဆိုပြီးခင်ဗျားတို့ကြည့်တော်ခဲ့ကြတယ်ဆိုတော့အဲ့ဒီ2023တည်းကပြောခဲ့တဲ့လူတွေအခုမုံရွာမှာပြန်ဆုံနိုင်ကြပြီလားကျွန်မမျိုးကိုထုတ်မယ်နော်ဆိုတော့ကအာဒီ AA ချက်ဖတ်ဖွဲ့ရဲ့လူပါဝါမှုနော်လူပါဝါမှုကတော်တော်များနေပြီကျွန်တော်တို့အမျိုးတွေနေနဲ့ဒီကြောက်တော်ဖြစ်စင်တာပတ်သက်လို့ဒီနေ့ဒီချိန်ဒီရင်းနဲ့မှာတင်းမဲ့ထားအောင်မထင်နဲ့နော်ကြောက်ကြောက်တော်စခါကကိုဖြစ်စင်မှာအာရဲမေလေးမိကိုလေးအားလုံးကိုတယောက်မကျန် EA ကပြစ်ခတ်တတ်ခဲ့တဲ့ကိစ္စပေါ့နော်ဒီကိစ္စပေါ်မှာဆိုလို့ရှိရင်အဲ ဒီအရက်ဖက်ဖွဲ့စည်းတွေနော်လူ့ခွင့်ရေးအဖွဲ့တို့နော်ဒါဒီမိုကရေစီရေးအဖွဲ့တို့ရှိသမျှအဖွဲ့တွေအကုန်လုံးနှုတ်ပိတ်နေကြတယ်ဒါပေမဲ့ဘင်္ဂလီရင်းနဲ့ပတ်သက်လာရင်တော့သူတို့အကုန်လုံးကအကဲဆက်ကြတယ်။ဆိုတော့ကျမတို့ကဘလိုနီးနေပဲဖြစ်ပဲဒီ AA ကိုလက်တော့ပြန်နိုင်မယ်ဆိုရင်ကျမတို့ရှင်းနေတယ်။ဘလိုနီးနေပဲလက်တော့ပြန်ရပါစေ။ဒီအချမ်းဖတ်တမအချမ်းဖတ်မှုကြီးကျူးလွန်နေတဲ့ AA အဖွဲ့နိုင်ငံတော်ရဲ့ထုတ်ချာအနာကိုနော်။အာနိုင်ငံရေးလှေကြုံရှိပြီးတော့ဗမာအခက်တိုင်းသားချက်ဆိုပြီးတော့အိမ်ချက်ချင်းအိုးမဲ့တော့ခုတ်ခိုင်းပြီးတော့ ခွင့်ကောင်းယူနေတဲ့ AA ကိုကျမတို့လက်တုံပြန်ဖို့လုပ်တယ်လက်တုံပြန်နိုင်မဲ့အချက်တည်းရှိတယ်အဲ့ဒါက AA ကိုစိတ်ရဆွေးမှုနဲ့เนาะနိုင်ငံတကာတရားရုံးတရားခုံရုံးကိုတင်နိုင်မဲ့တပ်တည်ထောက်တာဖြစ်တယ်ဒီတပ်တည်ထောက်တာကိုကျမပြပါမယ်เนาะ AA ကို AA တီကျင်းသေးပေါ့စိတ်ရဆွေးမှုနဲ့နိုင်ငံတကာတရားခုံရုံးကိုတိုက်ရပါလိမ့်မယ်ဟုတ်ပထမတက်ရမယ့်အချက်တစ်ချက်ရှိတယ်အဲ့ဒါက2024ခုနှစ်ရှစ်လပိုင်း9ရက်နေ့ကเนาะအားရရဆိုရှင်ပန်းတော်ပြင်းနဲ့ချွေးစာတရား ပန်းတော့ပြင်းနဲ့ချွေးစားတာဘက်ကနေပြီးတော့အေးက drone နဲ့တိုက်တယ်တဲ့ဘင်္ဂလီတီတီချေပြစင်မှုပထမတစ်ချက်ဒုတိယတစ်ချက်ကအခုဘူတီတောင်မှာဘင်္ဂလီတီနေအင်ကိုမီရှိုဖြစ်စီတဲ့အေးရဲ့ဆရာဆွေးမှုဖြစ်တယ်ကျမတို့တို့တို့ကြည့်ရအောင်ပါတကြောပြန်တိုက်ပွဲကာလအတွင်းရခိုင်ပြည်နယ်ဘူတီတောင်မြို့နယ်မှာအာရခတတော်အနေနဲ့လူခွင့်ရေးချိုးဖောက်မှုတွေပြုလုပ်ခဲ့တယ်လို့ရိုဟင်ဂျာလွတ်မြောက်ရေးညွှန်မအဖွဲ့ဘူတွဲတီထောင်သူရိုနီဆန်းလွင်ကန် MPA ကိုပြောပါရယ်ဘူတီတောင်မြို့နယ်ကိုအာရခတတော်ကစစ်ကောင်စီလက်ထက်ကနေတင်ပိုက်ထိန်းချုပ်ထားခဲ့တာဖြစ်ပြီးလက်ရှိမှာ အာရခတပ်တော်ကရိုဟင်ဂျာလူမျိုးစုရဲ့ပိုင်ဆိုင်တဲ့နေအိမ်တွေကိုမီးရှို့ခဲ့တယ်လို့နေရပြန်ခွင့်ကိုလည်းပိတ်ပင်ထားတယ်လို့ဆိုပါတယ်။အေးရဲ့မီးရှို့မှုကြောင့်အိုးမဲအိမ်မဲဖြစ်သွားတဲ့လူတွေကိုငကုံမူလာနေရကိုပြန်ခွင့်လည်းမပေးဘူး။ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်မြောင်းသားရွာမှာ မိသားစု280လူဦးရေ2000ကျော်ကိုဒါ IDB စခန်းမှာသွားနေဖို့ပြောတယ်နေရာတတ်မှတ်ပြီးတဲ့အဲ့နေရာမှာဟိုဟိုပါပေါ့နော်အဲစောက်ဖို့အဲဒီအစောက်ဦးစောက်ဖို့ဒီတဲစောက်ဖို့ဘာမှပံ့ပိုးပေးတာလည်းမရှိဘူးအမှန်တကယ်ကဒီလို IDB စခန်းစောက်စရာဘာမှမရှိဘူးဒီတိုင်းမှာကိုယ်အိမ်နဲ့ကိုယ်မြေရှိတယ်သူတို့မီးရှို့လိုက်လို့ကုံသွားတဲ့နေရာမှာလည်းဒီမြေပေါ်မှာပြန်ပြီးတော့ဖြစ်သူလို့ပြန်စောက်ပြီးနေထိုင်လို့ရတယ်ဒါလည်းသူတို့ခွင့်မပြုဘူးဆိုတော့ဒီမြေရာတွေကိုသူတို့ဒါ သိမ်းကျင်တယ်ဆိုတော့သဘောမျိုးနဲ့ပြန်ခွင့်မပေးတဲ့အနေအထားမှာရှိတယ်ဆိုတော့ကျွန်တော်တို့ကွက်ကွက်ကွက်မြင်နေရတယ်ခင်ဗျာရခိုင်ပြည်နယ်တစ်ခုလုံးဒီပါတိမ့်ပိုက်ထိန်ချုပ်ထားတဲ့အာခါတတော်ကပြီးခဲ့တဲ့2024ခုနှစ်မတ်လတည်းကဗုဒ္ဓတော်မျိုးနဲ့မှရှိတဲ့နေအိမ်တွေကိုမိရှုတာမျိုးတွေလှုပ်ဆောင်ခဲ့တယ်လို့2024ခုနှစ်ရဲ့နှစ်ကုန်ပိုင်းမှာလည်းနေအိမ်တွေကိုမိရှုခဲ့တယ်လို့ရွှေဝင်ကြရေးတက်ကြလို့ရှာသူတွေကပြောပါတယ် ပြီးခဲ့တဲ့ဒီဇင်ဘာ20ရက်တုန်းကလည်းဘူတိတော်မျိုးနယ်ကအမှတ်၄ရပ်ကွက်မှာရှိတဲ့ရိုဟင်ဂျာတွေရဲ့နေအိမ်တွေမီးလောင်လို့စုစုပေါင်း26ခန်းပျက်စီးခဲ့တယ်လို့အာရခတပ်တော်ကသတင်းထုတ်ပြန်ထားခဲ့ပြီးမီးလောင်ရတဲ့အခြေအနေတွေကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့ပြောဆိုထားပေမဲ့အခုချိန်ထိတော့မီးလောင်ရတဲ့အခြေအနေတွေကိုမသိရသေးပါဘူး။ရိုဟင်ဂျာလူမျိုးရေးညမအဖွဲ့ပူးတွဲတည်ထောင်သူရိုနီဆန်လင်ကတော့ဒီဇင်ဘာ20ရက်နေ့ကလောင်ကျွမ်းခဲ့တဲ့မိဟာအေအေနဲ့အရသာတချို့ပေါင်းပြီးမိရှုခဲ့တာဖြစ်တယ်လို့ MBA ကိုပြောပါရယ်။ ဘူဒီလောင်မျိုးနဲ့အမှတ်၄ရပ်ခွက်မှာရှိတဲ့ရိုဟင်ဂျာနေအိမ်တွေရှုခံရတာပါအဲမိရှုခံရတဲ့အိမ်တွေရဲ့တစ်ဖက်မှာရခိုင်ရွာကက်လျက်ရှိတယ်အဲမြေပြင်ကနေကျွန်တော်တို့ကိုတိုက်ရိုက်သတင်းပို့ပေးတာတွေရှိတယ်အဲအေးတက်ဖွဲ့ဝင်နေတဲ့အရတတချို့ပူပေါင်းပြီးတော့မီရှူတာလို့ပြောပါရခင်ဗျအာရခတ်တော်တင်ပိုက်ထားတဲ့ပူတိတာမျိုးနဲ့မှာနေအိမ်တွေမိလံပြက်စီရတဲ့အခြေအနေသေးစိတ်ကိုယော်လီအေးရဲ့ပြောရေးဆိုခွင့်ရှိသူဦးခိုင်သူက CNBA ကအွန်လိုင်းကတဆင်ဆက်သွယ်မေးမြန်းထားခဲ့ပေမဲ့ပြန်လည်ဖြေကြားတာမျိုးမရှိပါဘူး ရိုဟင်ဂျာရေးလှုပ်ရှားသူတွေရဲ့ပြောကြားချက်ဟာအာရခတပ်တော်ကိုဆွဆွဲပြောဆိုတာမျိုးသာဖြစ်နိုင်တယ်လို့အာရခတပ်တော်နဲ့နေဆက်တဲ့လူခွင့်ရေးလိလာတုံးသက်သူတဦးကပြောပါတယ်။ဒါတော့အဲ့ဒီကိုတက်တက်ပေါ့ချက်ရှင်လို့ပြောရင်ဒါမျိုးဖြစ်လိမ့်မယ်ထင်တယ်။ဘာလဲဒီနေ့အရှင်တေကတော့ဒီကနေပြီးတော့နေနေကိုဟိုမိရှူရတယ်ဘာလဲရောလေးကိုမိရှူတယ်မွတ်စလင်ရောလေးကိုလည်းမိရှူတယ်အဲ့ဒါမျိုးတော့ကြားတော့မကြောက်မိပါဘူးတခါမှလည်း အဲတကူတော့ရှိတယ်အဲ့ဒီသူမီယူတောက်ပေါ်မှာနေပြီးတော့သူတို့စခန်းချပြီးတော့အနေနဲ့ဒီအာစာခွေးတွေနေတဲ့ဟာတွေကိုဟိုတိုက်ခိုက်တဲ့အခါမှာလည်းပြောအဲ့ဒီမီချိုးလိုက်တဲ့ပုံစံမျိုးဖြစ်နေတယ်ဖြစ်နေမယ်ရိုးရိုးပြည်သူတွေကတော့သူတို့ဒုက္ခပဲတော့မရှိပါဘူးကြီးကအဲ့လိုပြောရှင်းပါတယ်အာရခတ်တတော်အနေနဲ့ရိုဟင်ဂျာလူမျိုးစုတွေအပေါ်လူအခွင့်အရေးချိုးဖောက်နေမှုတွေကိုနိုင်ငံတကာယာစဝိတ်ခုံရုံးမှာတရားစွဲဆိုဖို့လှုံ့ဆော်သွားမယ်လို့လည်းရိုဟင်ဂျာလူမျိုးရေးညွန်ပါအဖွဲ့ပူးတွဲတည်ထောင်သူရိုနီဆန်လင်ကပြောပါတယ်အေက state actor မဟုတ်ဘူးဒါနိုင်ငံတကာနိုင်ငံမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ ICJ မှာ 啊！啲阿衰鼠佢都唔少，但係咩？ ရာဇဝင်းမှုတွေကျူးလွန်ထားတယ်မိရှုမှုလူတက်မှုအစုလိုက်ပြုံလိုက်တက်ဖြတ်မှုတခြားသောညှဉ်းပန်းနှိပ်စက်မှုအတရားနာမဖန်ဆီးမှုအတရားနာမဒါစစ်မှုထမ်းခိုင်းတာတွေဘောင်းဆောင်ပေါ့နော်ရာဇဝင်းမှုဘောင်းဆောင်ကျူးလွန်တာဒါတွေအားလုံးက crime against humanity လူသားမှုပေါ့ကျူးလွန်တဲ့ရာဇဝင်းမှုထက်ဆိုးရတဲ့ရာဇဝင်းမှုတွေဖြစ်တယ်ဒါဒါမျိုးတွေကိုကျွန်တော်တို့အနေနဲ့ဒီနိုင်ငံတကာရာဇဝင်းခုံရုံး international criminal court ကိုယ်ဘောနော် ICC မှာကျွန်တော်တို့ဒါကိုအတရားစွဲဆိုဖို့စူးစမ်းခွင့်ရှိတယ်ဒါကဘယ်လိုပုံစံမျိုးနဲ့လာမယ်ဆိုတော့ကျွန်တော်တို့အနေနဲ့လောလောဆယ်အတိအကျဘာမှမပြောနိုင်သေးဘူး ပြီးခဲ့တဲ့2024ခုနှစ်မေလ18ရက်ကလည်းအေအေတပ်ဖွဲ့ဝင်တွေဟာဗုဒ္ဓတော်မျိုးပေါ်ကရိုဟင်ဂျာတွေရဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပြီးရိုဟင်ဂျာအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့နိုင်ငံတကာရိုဟင်ဂျာအရေးလှုပ်ရှားတဲ့အဖွဲ့တွေဘက်ကမေလ21ရက်မှာကြေညာချက်ထုတ်ပြန်ခဲ့ပြီးဒီဖြစ်ရပ်ကိုစုံစမ်းစစ်ဆေးရေးပေးဖို့လည်းတောင်းဆိုခဲ့ပါတယ်။ဒါကအေအေရဲ့ဆရာသူမှဖြစ်တဲ့ဒီသက်သေထောက်ထားတွေကိုကျွန်တော်တို့ကမှတ်တမ်းဖြစ်သက်သေဖြစ်တင်ထားဖို့လိုအပ်ပါတယ်။ဒီနောက်တစ်ခုရှိတာကဖင်လီအဖွဲ့တွေကသူတို့အချင်းချင်းဆိုရင်တိတ်ကူတွေးဆကြတယ်။ အပြမဆိုလို့ရှိရင်ထုံးကင်ပေါ့နော်ထုံးကင်တို့အစုကနေပြီးတော့ဟာဒီဘင်္ဂလိပ်ဟူကိုသူအာဂျင်တီးနားတရားရုံးမှာသူတို့ဆက်ချက်ဖွင့်နေတိုင်လိုက်တယ်နောက်ဆုံးဒေါင်းဆန်းစုကြည်ကိုယ်တိုင်ကဝရမ်းပြီးဖြစ်သွားတယ်။အတချင်တို့ကကဘာကလေးစားပါရဲဆိုတဲ့ငင်းငင်းရင်းလိုပဲဆုရှင်ကိုယ်တိုင်ကဝရမ်းပြီးဖြစ်သွားရတယ်အထီသူတို့လုံနိုင်ကြရဲပေါ့နော်။အခုလက်ရှိမှာဆိုလို့ရှိရင်လည်းပဲအာနေဆန်းလူတို့အစုက A ကိုဆက်ရသွင်းမှုနဲ့နော်နိုင်ငံတကာတရားရုံးကိုသူတို့တင်ဖို့စူးစမ်းနေကြတယ်။ ဒီနေရာမှာတခုရှိတာကကျမတို့နာဆာကအိမ်ဆောင်ဆိုးတာအနေနဲ့ကဒါကြောင့်ဒီရောက်တော်ဖြစ်စဉ်ပေါ့နော်ဆခကကိုဖြစ်စဉ်ဖေဖော်ဝါရီ9ရက်နေ့အဖေဖော်ဝါရီ9ရက်နေ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဘာကြောင့်တိတိကျကျမထုတ်ပြန်တာလဲဆိုတာကိုကျမစိတ်ထဲမှာတော်တော်ကြည်တိကောက်ဖြစ်ရတယ်ကျမတို့ကတော့ဟာကြောက်တော်မှာငါတို့ဒီတမေတမေသားစုဝင်ကြီးရဲမိတွေမိကိုတွေကိုနော် အေးကဒီလိုတက်လိုက်တာဆိုပြီးတော့ကျမတို့ကစိတ်မကောင်းနေဝမ်းနဲ့ကြေကွဲနေပေမဲ့တစ်ဖက်ကဗီဒီယိုအဖွဲ့တွေကသူတို့အချင်းချင်းမှာအဲ့ဒီလိုမျိုးတက်တဲ့အထောက်အထားတွေနဲ့စုပြီးတော့သူတို့မီဒီယာအင်အားနဲ့ကဘာကိုချပြပြီးတော့နိုင်ငံတကာတရားရုံးကိုစစ်ရအောင်မှုနဲ့တင်ဖို့ကြိုးစားနေတဲ့အချိန်မှာကျမတို့သတင်းမဲ့ပြန်ကြားရင်းနဲ့ကျမတို့နာစာကအင်ဆောင်ဆိုရကဘာကြောင့်များဒီကိစ္စပေါ်မှာပွင့်လင်းနေတာဆိုပြက်ပြက်တာတာထုတ်မပြောရလဲဆိုပြီးတော့စိတ်ထဲမှာတော်တော်ကြီးကိုဇဝေဇဝါလဲဖြစ်တယ်တော်တော်လဲအံ့ဩပါတယ်။ဩဆိုတော့ဒီလိုမျိုးတက်သေးထောက်တာတွေကိုတင်ထားကြပါ လက်ဆင့်ခံကြပါဒီတက်တွေထောက်တာတွေဒီတနေ့တစ်ချိန်မှာ AA ကိုစစ်ရဇုံးမှုနဲ့ကဘာကနေပြီးတော့အကျန်းဖက်ပြေးကျင်းညာတဲ့အဖွဲ့စည်းဖြစ်အောင်ကျွန်မတို့လှုပ်ဆောင်ဖို့လိုပါတယ်လှုပ်ဆောင်နိုင်နိုင်မယ်လို့လည်းကျွန်မယုံကြည်ပါတယ်အခုပြောမယ့်စကားကတော့ကျွန်မကိုချစ်ခင်တဲ့သူတွေအတွက်တည်တံ့ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်မနဲ့ရေဘက်ချင်းတူတဲ့သူတွေကျွန်မကိုချစ်တဲ့ခင်တဲ့လူတွေပဲကြည်ပါကျွန်မနဲ့ရေဘက်ချင်းမတူဘူးကျွန်မကိုအမြင်မကြည်ပါဘူးကြည်မရပါဘူးမုန်းပါတယ်ဆိုတဲ့လူတွေကြော်သွားပါကြော်သွားပါ ျမကိုကြည့်မရပါဘူးကျမနဲ့ရင်ပတ်ချင်းမတူပါဘူးဆိုတဲ့လူတွေကြော်သွားပါကျမကိုချက်တက်ခင်းတဲ့လူတွေတီးတဲ့ကျမကဲ့သို့ပဲမြို့သားရေးကိုဥထေထားပြီးကြောကျမကဲ့သို့ပဲလက်ရှိမှာနိုင်ငံတော်ကိုလက်နက်ကင်ပုံကမ်းပြီးရဖတ်မှုတွေကိုစတင်ရှုံချပြီးလက်ရှိနိုင်ငံတော်နော်နိုင်ငံတော်တော့ကျမပြောတာနိုင်ငံတော်လက်ရှိ NASA ကအင်ဆောင်ဆိုးရွားကိုပြောတာမဟုတ်ဘူးနိုင်ငံတော်ကိုဥထေထားတဲ့လူတွေပဲတည်တံ့ဖြစ်ပါတယ် အဲဆိုတော့ဒီနေ့ဒီ၃လပိုင်းတည့်နေ့ဖြစ်တယ်ဆိုတော့ကျမဒီတလောက်ကိုတစ်ချိန်အကူအညီတောက်ခံပါတယ်ချို့ကပြောရင် YouTube ကနေပတ်စံနေရတယ်ရှောက်လို့ရတယ်ဆိုတော့ကျမအဲကျမဒီ YouTube မှာဆိုရင် subscriber တွေလည်းများတယ် view တွေလည်းများတယ်ရှောက်လို့ရတယ်လို့ပြောတယ်ဒါပေမဲ့ YouTube ကနေပတ်စံရအောင်ကျမမရှောက်တတ်ဘူးဆိုတော့ကျမအမိတ်ဆွေတယောက်ရှိတယ်သူကအရင်တော့ဆိုဒီ YouTube ကနေပတ်စံရအောင်ရှောက်လို့ရတယ်ဆိုခဏခဏကျမကိုရှောက်ခိုင်းတာသူကအရင်တိုက်တုံးပြီးကြံပြီးတယ်ကျမအဲ့ဒီပဲတိတ်ပြီးအာယုံမလာတော့မလုပ်ဖြစ်ဘူးဒါပေမဲ့ကျမက ဟိုဒီ YouTube ကနေပြီးတော့ဝင်ဝင်ရတယ်ပတ်စံရတယ်ပြောလျှောက်ပေးပါလို့ပြောလဲပြောကျွန်မကိုတောင်ရှိမြောက်ရှိเนาะစနေအင်ကရရတာပြဿနာရွှေ့နေရနဲ့ ့ကိုကျွန်မအကူညီတောင်းလာ၃လောက်ကြာသွားတယ်၃လောက်လောက်ကြာပြီခုချိန်ထိ YouTube အားဒီလိုမလျှောက်လို့မရဘူးလျှောက်လည်းမလျှောက်တတ်ဘူးတည်လည်းမတည်ဘူးဆိုတော့ဒီ YouTube ဒီကျွန်မကကျွန်မပြောချင်တဲ့နိုင်ငံရဲ့အကြောင်းအရာတွေလက်ရှိမှာပြဖက်မိတာတွေနဲ့ကျန်းဖက်အုပ်စုတွေက water mind တိုက်မှုတွေကိုတုံ့ပြန်ဖို့တည်တံပဲကျွန်မပြောချင်တဲ့အကြောင်းအရာတခြားလူတည်ဖို့တည်တံတစ်ခုပဲတောင်းနေတယ်အဲ့ဒီ YouTube ကနေဝင်ငွေရအောင်မလျှောက်တတ်ဘူးလျှောက်တတ်တဲ့လူရှိရင်တော့ကျွန်မအကူညီပေးကြပါနောက်ဆိုတော့ကျွန်မဒီတစ်လောက်ကိုတစ်ချိန်အကူညီတောင်းခံမယ်ဒီတစ်လတာတော့တွင်မှာပြီးခဲ့တဲ့အခုနှစ်လပါတစ်လတာတော့တွင်မှာကျွန်မရဲ့ရုပ်တာပိုင်းလေးကြည့်ပြီးတော့အကျိုးတစ်စုံတစ်ခုရရှိခဲ့ဖို့ ူးလဲဆိုရင်အကျိုးရှိခဲ့ဘူးလဲဆိုရင်ဘူးတူတာတစ်ခုရခဲ့ရဲသို့မဟုတ်စိတ်ကောင်တစ်ခုရခဲ့တယ်ဆိုရင်ကျွန်မကိုကူညီထောက်ပံ့ပေးနိုင်ပါတယ်ကျမကိုကုညီထောက်ပံ့ပေးခြင်းလို့ဆိုရင်ကျမဒီတလောက်တစ်ချိန်ကုညီတောင်းဖက်ဒူညီတောင်းပါတယ်ကျမကိုကုညီထောက်ပံ့ပေးခြင်းလို့ဆိုရင်ဖုန်းနံပါတ်3969 9896နဲ့ကို KB တို့မဝဲမန်နီကနေကုညီထောက်ပံ့ပေးနိုင်ပါတယ်ကျမကိုကုညီပံ့ဖို့ပေးတဲ့သူအားလုံးကျေးဇူးတင်ပါတယ်